ကပိလုမြို့ကလေးစုပေါင်းအုပ်ချုပ်တဲ့မျိုးနွယ်စုစုပေါင်းအုပ်ချုပ်တဲ့မျိုးနွယ်စုရဲ့မြို့ကလေးကစုပေါင်းအုပ်ချုပ်တဲ့ဘရင်နေထဲမှာအကြီးအကဲဖြစ်တဲ့တုတ်တော်ရဏမင်းဟာခမည်းတော်ဖြစ်ပြီးတော့မေတော်မာယာကမေတော်ဖြစ်တယ်တုတ်တော်ရဏမင်းနဲ့ မေတော်မာယာတို့ရဲ့တာအဲ့တော့ဘုရားဆောဘုရားရဲ့ဇာတိဒေတာကဘယ်နာမှာရှိတယ်လဲဘယ်လိုအခြေအနေရှိတယ်လဲမျိုးရိုးကဘာလဲလို့သိချင်ရသော်ဘုရားမိန့်ကြားခဲ့တဲ့စကားအတိုင်းမှတ်သားကြည့်ကြရအောင်ဘုရင်ထဲမှာရေးတာကတက္ကရာတွေမှာပါတဲ့စကားနဲ့ရေးထားတာနော်အခုမြတ်စွာဘုရားကိုယ်တိုင် ထုတ်တော်ကထုတ်ဖို့ပြောတယ်သူရဲ့မျိုးမျိုးယူဇာတိဒေတာကိုတောထွက်လာတဲ့အခါကျတော့ဗိမိတာရာမင်းကြီးကိုပြောပြခဲ့တယ်ပပိစ္ဆာတုတ်တန်အောင်ဆိုတာရှိတယ်အဲ့ဒီပပိစ္ဆာတုတ်မှာမြတ်စွာဘုရားကသူရဲ့ဇာတိဒေတာနဲ့မျိုးယူဖော်ပြခဲ့တာရှိတယ်ဗိမိတာရာမင်းကအမတမထူးခြားတဲ့ပုဂ္ဂိုလ်တစ်ခုအနေနဲ့ ပထမဆုံးတွေးလိုက်တဲ့အခါဘယ်နေရာမှာသူစပြီးတော့ဖျားလောင်းနဲ့စုံလုံးလို့ဆိုတော့ပန္ဒဝတောင်ချေမှာဖျားလောင်းနဲ့တွတ်စပြီးတော့တွေးဆုံတယ်အဲ့ဒီတွေးဆုံတဲ့အခါမှာမေးတာဘယ်ကလာတာလဲဘာလူမျိုးလဲဘယ်ရတားလဲပေါ့ဒါထုံးစံတိုင်းမေးတယ်မေးတော့ဖျားအလောင်းတော်ကအဲ့တုန်းကဘာပြောခဲ့တယ်လို့ဆိုတော့ ဥဆုံဇဏဝတောရာဇဟိမဝန္တတပတ္တတောသူဒေတာဟိမန္တတောင်းချေမှရှိပါတယ်တဲ့ဟောဒီကနေဖြောင်းပြောက်မြောက်ဖက်အရဟိမန္တတောင်းချေမှရှိတဲ့တိုင်းပြည်ဒေတာဟာသူရဲ့ဇာတိဒေတာပါပဲဇာတိဒေတာမှာအခြေအနေတစ်ခုကိုဖော်ပြတဲ့အခါမှာ ဓနဝီရိယေနတံပံသောကောတလေတုနိခေတိနောကောတလတိုင်းကထင်ရှားတဲ့မျိုးရိုးတစ်ခုကောတလတိုင်းရဲ့ထိတ်တန်းမျိုးရိုးကပစ္စည်းဥစ္စာလည်းကျယ်ဝတယ်လုံလဝီရိယလည်းအမတန်ကြီးမားတယ်ဓနဝီရိယပစ္စည်းဥစ္စာနဲ့ပြည့်စုံတယ်ကျိုးပန်းအထောက်မှုလုံလဝီရိယ ြင့်ထန်တဲ့လူမျိုးတွေကပါလို့ဒီလိုပြောတာเนาะဓနဝီရိယဒီစီဥစ္စာနဲ့ပြည့်စုံတဲ့ကြိုးပမ်းအထောက်မှုလုံလဝီရိယပြင့်ထန်တဲ့လူမျိုးတွေကပါလို့ဒီလိုပြောတာเนาะအဲ့ဒီနေရာမှာထူးထူးခြားခြားပြောတဲ့စကားလေးကကောတလေတုနိကေတိနောကောတရတိုင်းသားပဲသူက ကောတလတိုင်းထဲမှာထူးခြားထင်ရှားတဲ့လူမျိုးကနေပြီးတော့ပေါက်ဖွာလာတဲ့ပုဂ္ဂိုလ်တွေထိတ်တန်းမျိုးရဲ့ထဲမှာပါတယ်ထင်ရှားတဲ့ထိတ်တန်းမျိုးရဲ့ထဲမှာပါတယ်ဆိုအဲ့တော့ကောတလတိုင်းတက်ကတိုင်းဆိုတာကောတလတိုင်းထဲမှာဝင်နေပေါ့ပါဘူးကောတလတိုင်းကြီးကအမြဲတမ်းကျယ်တာကိုကာတိတိုင်းကောတလတိုင်း တနတိုင်းကိုအိုးဆိုးတဲ့လူကပတိနေဒီကောသလမင်းကြီးပေါ့နောက်ပိုင်းတော့မဟာကောသလမင်းကြီးအဲ့တော့တက္ကတိုင်းဆိုတာကောသလတိုင်းတွေကနယ်လေးတနယ်လို့ဒီလိုတတ်မှတ်ဒီလိုသိရရသော်ဘုရားကိုကြည်ညိုလို့နဲ့အခါကြတော့ရသော်ဘုရားရဲ့မျိုးရိုးဟာရသော်ဘုရားရဲ့ခပြီးတော့တုတ်တော်ရဏမင်းကြီးဟာ ကောသလမင်းကြီးတဲ့ယာတုအနာကြီးမားတယ်လို့ထင်ကောင်းထင်လိမ့်မယ်တကယ်ကတော့ကောသလမင်းကြီးတော့ယာတုအနာမရှိဘူးတက်ကတိုင်းကတုဒ္ဓရဏမင်းကြီးတို့ကပိလောကိုအုပ်စိုးတဲ့တုဒ္ဓရဏမင်းကြီးတို့ဆိုတာဟာကောသလမင်းကြီးရဲ့အနုယန္တလို့ခေါ်တယ်အချမ်းယံမင်းမျိုးတွေကပဲ ဒါကြောင့်မို့တာမြတ်စွာဘုရားကိုယ်တိုင်တုတ်တန်တစ်ခုမှာဘလို့ပြောခဲ့တယ်လို့ဆိုကောသကမင်းကြီးဟာတဲ့ဧကရိပယင်ဖြစ်ပေမဲ့လို့သူ့ရဲ့အနုယန္တမင်းမျိုးဖြစ်တဲ့ငါ့ကိုလေးစားရတာစัจจံမဟုတ်ဘူးယာရုခုန်သိမ်းကြောင့်မဟုတ်ဘူးစိတ်ပါဥစ္စာတွေကြောင့်မဟုတ်ဘူး ငါဘုရားရဲ့ကိုချင်းသီလနဲ့အသိပညာကြောင့်ပဲဖြစ်တယ်လို့တုတ်တန်တစ်ခုမှာဟောတာအဲ့ဒီမှာဘာစကားကိုထည့်သုံးထားလို့ဆိုတာကိဝင်းနေကတာကိယမင်းနေဟာကောသလမင်းကြီးရဲ့အနုယန္တာလို့ဒီလိုသုံးထားတဲ့စကားရှိအနုယန္တာဆိုဒီမှာခြံရံလိုက်ပါရတဲ့ဘုရင်နေလို့အထိပ္ပယ်ရတယ်နော်ခြံရံလိုက်ပါရတဲ့ဘုရင် ဲ့တော့ကောသလမင်းကြီးရဲ့ကောသလတိုင်းမှာတော့ထိတ်တန့်မြေယူမှန်းနေသူ့နေရာနဲ့သူအုပ်ဆိုးတာ